ဆိုတော့အလုံးမဲ့မင်္ဂလာပါထော့မန်ယူနိုက်တက်ကနေပြောမှာကြိုဆိုလိုက်ပါတယ်ဆိုတော့မနေ့ညတော့ကကန်ကြီးတဲ့ယူနိုက်တက်နဲ့အာဆင်နယ်နဲ့ပွဲပေါ့နော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှာပွဲပြီးခါကိုတော့ကျွန်တော်တင်ပြီးသွားပြီဆိုတော့အဲဒီနေ့ဒီဗီဒီယိုကတော့အဓိကပဲတော့ယူနိုက်တက်ရဲ့အကြောင်းကိုပြောမှာဆိုတော့ယူနိုက်တက်အနေနဲ့ဒီအာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်ဘောလုံးပိုင်ဆိုင်မှုမရဘူးအလုံးပိုက်ဆိုင်မှုမရတဲ့အနေထားက data တွေကိုသွားကြည့်မယ်ဆိုတော့မှာဆူဆူရွရွပါ ပထမပိုင်းမှာဆိုလို့ရှိရင် United ကဘောလုံးပိုက်ဆိုင်မှုက33ရာခိုင်နှုန်းဒုတိယပိုင်းမှာ30နဲ့မှ100ရာခိုင်နှုန်းဆိုတော့ပထမပိုင်းကိုဒုတိယပိုင်းကို Manchester United ကနောက်တန်းမှာပိတ်ဆော့တယ်ပေါ့ဒါဒါက reality sense နဲ့ approach မျိုးပဲ Ruben Amorim အနေနဲ့သူ့ရဲ့အသင်းကဘောလုံးကိုင်မထားနိုင်ဘူးဆိုတော့ကောကောနားလေတယ် Arsenal တင်းရဲ့ pressing တော်တော်ကောင်းလာလေပါမယ် Arsenal တင်းရဲ့ pressing က Manchester United ကပြီးခဲ့တဲ့ပွဲစဉ်တွေမှာလွယ်ကူနေတဲ့ BFA stage ကိုတော့မှာ ဒီပွဲစဉ်မှာဖြတ်တောက်ထားနိုင်တာကိုမြင်ရတယ်ဆိုတော့ United ကသူလုံးနိုင်တဲ့အတိုင်းအတာကရှင်းရှင်းနေပါလဲဆိုတော့ transition ဆိုတော့အဲ Ruben Amorim နေနဲ့ဒီရဲ့ transition ကိုကောင်းကောင်းကြီးလုပ်သွားတယ်လို့မြင်နေဝိမက်ကစားသမားတွေက transition အတွက်ခါတိုင်းပွဲတွေတစားလို့ရှင်ပုံပြမှာစုဖြစ်လာတာကိုမြင်ရတယ်ဥမာပြင်ဆိုလို့ရှင် Dalot and Mazraoui အတွဲမျိုးပေါ့နော် Dalot ကလောင်းဘောတင်ပြလိုက်တယ် Mazraoui ကန်သွင်းတဲ့အလုံးမျိုးအဲ့လုံးမျိုးဆိုလို့ရှင် David Raya ကမထီးခဲ့ဘူးဆိုလို့ရှင် United အနေနဲ့ဒါ leading လုပ်သွားနိုင်တဲ့နေထားမျိုးပဲဆိုတော့ United အနေနဲ့ဂိမ်းကိုတတ်လိုက်နိုင်တဲ့အခြေအနေမျိုးထိပါဝင်ပတ်တေကအဖက်ဖြစ်မှုကိုမြင်လာရတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာအဲ့ဒါမျိုးတွေမမြင်ရအောင်ဆိုတော့ဒီ approach ရဲ့နောက်မှာကျွန်တော်တို့နောက်ထပ်ပြောရစီရပါလဲဆိုတာ center back အတွဲ center back အတွဲမှာ Manchester United ကသူတို့ရဲ့ strong အဖြစ်ဆုံး center back အတွဲတော့မဟုတ်ဘူးပေါ့နော်။ Lindelof ကိုပွဲထုတ်လာရတယ်။ Delict ကညာချမ်းမှာရှိတယ်။ Euro ကဘယ်ချမ်းမှာရှိတယ်။ကျွန်တော်ပြန်လည်ပြောလို့ရှိရင် Euro ကိုအဲ့ဒီဘယ်ချမ်းမှာကစားတာကိုအရင်ကပွဲစဉ်တွေမှာတိတ်သဘောမကျခဲ့ဘူးဒီပွဲစဉ်လည်းအရင်ကြီးကြိုက်လာဆိုလို့ရှိရင်တော့ သိပ်ပြီးတော့မှတော့မကြိုက်ဘူးဒါပေမဲ့ယူရိုကဒီပွဲစဉ်မှာဆိုလို့ရှိရင်အချက်လက်ရဆိုလို့ရှိရင် ground jewel ဒီမှာဆိုလို့ရှိရင်အောင်မြင်မှုများတယ်အဲ့ဒါအပြင်ကိုနောက်တစ်ခုကပါလဲဆိုတော့ phasing မှာလွဲချော်တာယူရိုကနှစ်ကြိမ်ပဲရှိတယ်ဆိုတော့ phasing လွဲချော်မှုနဲ့ဒီ chance creation ဆိုတဲ့အတိုင်းအတာကိုကျွန်တော်နည်းနည်းလေးပြန်တွေးဖို့အတွက်လိုအပ်လိမ့်မယ်ဆိုတော့ Euro C ကနေပြီးတော့မှ Martinez လောက် chance creation နဲ့မရတာတော့အမှန်ပဲအာဒါပေမဲ့လည်းနောက်တန်းမှာလူပေးမမှားဘူးဆိုကြတဲ့ကနည်းနည်းလေး safe ဖြစ်နေရပြီလို့ပြောလို့ရတယ် တော့ယူရိုဒီပွဲစဉ်မှာကစားတာတော်တော်လေးကိုမဆိုးဘူးပထမပိုင်းမှာပေါ့နော်ပထမပိုင်းမှာအာဆင်နယ်ရဲ့ attacking ကအာဆင်နယ်ကဘောလုံးကင်ထားမယ် wide area ကိုရောက်မယ် eternonisi ရောက်မယ်အဲ့ကနေမှတစင် odigat ကိုပြေးမယ် odigat က chip လေးနဲ့ half speed တွေကနေပြီးတော့မှ tight sit စင်ဖို့အတွက်ကြိုးစားရမယ်ဆိုတော့ဒီလိုပုံစံနေဆိုတော့ United အနေနဲ့အဲ့ဒါကို541ဆိုတဲ့ defensive face နဲ့ကောင်းကောင်း handle လုပ်ထားနိုင်တယ်။အဲ့ဒီ541မှာတော်လို့ရှိရင်လည်းဒီ center back ကစားသမားတွေကရွေးရှားနိုင်လို့ကအရန်ကိုရေးပါတယ်။ Lindy Love လောက်ကလာကတခုတည်းပဲ second ball ကိုစောင့်နေရှင်းထုတ်တယ်ဒါပဲ။ကြားထဲမှာ cover ပေးနေရတာကဒီ right center back နဲ့ center back ကစားသမား၂ယောက် delete ကယူရိုရဲ့အဲ့ဒီမှာမှာယူရိုကပို့ပြီးမှ cover ပေးနိုင်တယ်လို့ပြောလို့ရတယ်။ဆိုတော့အာ defense line ကကစားသမားတွေမစိုးဘူးပေါ့နော်။နောက်ပြကြလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့ United ပြီးလိုက်ရတဲ့ goal ယူနိုက်တက်ပြလိုက်ရတဲ့ဂိုးမှာဆိုလို့ရှိရင်5 4 1ဆိုတော့ defensive phase အရဆိုလို့ရှိရင်အဲ့ဒီနေရာကို cover လောက်ကမှာက Harrison ဆိုတော့အာ United အနေနဲ့အဲ့ဒီနေထားတွေအဲ့ space တွေကတော့ပြီးနေရတာပါပဲထုံးစံတိုင်းပါပဲဆိုတော့အရင်ကြီးတော့ဒီအားနဲ့ပတ်သက်ပြီးတော့မှပြောစရာအများကြီးမရှိလာဘူးဒါအပြင်ကို Arsenal ရဲ့ပြောင်းလဲလိုက်တဲ့ approach ကြောင့်လည်းပါတယ်ဗာလဲဆိုတော့ Calvert-Lewin ကိုထုတ်တဲ့ Lewis Kelly ကိုထည့်တယ်ပြီးတော့လို့ရှိရင် Rani ကိုထုတ်တယ်အာ Martinelli ကိုထည့်တယ်အဲ့ဒါပြီးရဲ့အချိန်မှာ Arsenal က84မိနစ်မှာမှဝမ်းဝမ်းဖြစ်စေမဲ့ Declan Rice ကဂိုးကိုရတာဆိုတော့ Julian Timber နဲ့ Declan Rice နဲ့ကအဲ့ဒီပတ်ချံကနေပဲပထမပိုင်းမှာဆိုလို့ရှိရင်လည်းဇက်တိုက်နီပါကိုဖောက်နေတာဆိုတော့ United အနေနဲ့အဲ့ဒါကို cover မလုပ်နိုင်ခဲ့ဘူးပေါ့နော်ဆိုတော့အာ Julian Timber ပဲဒီ Manchester United ကဆိုလို့ရှိရင်ဘယ်ချမ်းပေါ့အဲ့ဒီပတ်ချံကို direct ကိုဖောက်နေတာ ဆိုတော့ယူရိုထွက်သွားပြီးတဲ့အချိန်မှာ heaven ဝင်နေဆိုတော့အဲ့ဒီထားကနေပြီးတော့မှအဲ timber ကဖြတ်ပြီးလိုက်တယ်ကန်နေလွလွကျွတ်ကန်သွင်းခွင့်ရတယ်ကန်သွင်းချက်တော်တော်လေးကောင်းတယ် space ကျဲတယ်အဲ time ရတယ်ဆိုတော့ဒီလိုနေထားမျိုးကိုဝင်ကိုဝင်မှာပဲ Manchester United နဲ့ဘာမှလုပ်လို့မရအောင်ဆိုတော့ okay အဲ့နေထားဒီကုမှာ cover လောက်ကမဲ့5 4 1ဆိုတဲ့ defensive face မှာ cover လောက်ကမဲ့နေရာက Everson ဒါပေမဲ့အဲ misunderstanding ဖြစ်တယ်လို့ယူဆတယ် အရန်ကြီး deep ကိုအရန်ကြီးရောက်သွားတဲ့လူမြင်နေအဲဆိုတော့သူ့အနေနဲ့လည်း cross ပေးလာမှာကိုကြောက်တဲ့အတွက်ကြောင့်မလို့ box tail ကိုပြေးမှုတော့ပုံရတယ်ဒါပေမဲ့ဒါကတော့ maybe ပေါ့နော်ဒါကတော့ဖြစ်တဲ့အနေထားလို့ကျွန်တော်ကတော့လက်ခံတယ်ပေါ့နော်ဆိုတော့အာ United Gate ဒီပွဲတပွဲလုံးကစားပုံကိုအကုန်လုံးခြုံငုံကြည့်မယ်ဆိုလို့ရှိရင် Joshua Zizi ကိုဆက်ထည့်ထားလို့ရှိရင်တော့မှပို့ပြီးမှအဆင်ပြေမယ်လို့မြင်တယ် Hodgson နဲ့ဆိုလို့ရှိရင် Hodgson နေနဲ့ပိတ်သွင်းခွင့် chance တွေရတယ်ဒါပေမဲ့ သူ့ရဲ့နေရာကြီးပုံကတော်တော်လေးကိုမှဆိုးဆိုးရွားရွားဖြစ်နေတာကိုမြင်ရတယ်။ဒါကအဲ mentality နဲ့ပဲအများကြီးသက်ဆိုင်နေမယ်လို့ထင်တယ်။ Hotland ရဲ့ mentality ကို Manchester United ကမြင့်တင်ပေးနိုင်ဖို့အတွက်လိုအပ်လိမ့်မယ်။အဲအဲ့ဒါအပြင်ကိုနောက်တစ်ခုကပါလဲဆိုတော့ ဂါနာချိုဂါနာချိုကမန်ချက်စတာယူနိုက်တက်ရဲ့အရင်ဆုံးကပုံစံပေါ့နော်ဟိုးအရင်ဆုံးကဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်နေနဲ့တောင်မန်ကဘာမှမလုပ်နိုင်ဘူးဆိုတဲ့နေရာမှာတောင်မန်ကပြီးအားနဲ့ယူနိုက်တက်ကရုံးနိုင်တယ်အခုယူနိုက်တက်ရဲ့ကစားဟန်အရာတောင်မန်ကမရှိတော့ဘူးဆိုတဲ့သဘောမျိုးမှတက်ရောက်တယ်ဝင်းဘတ်တီကပဲပြီးနေရတာကိုဆိုတော့ဒါလောကဒါမဇရာဝီလောက်ကိုနည်းနည်းလေးပုံပြီးရောမှအာ awareness ပေါ့နော်ဒီဒီ ticket discipline က awareness ပို့ပြီးတော့မှကောင်းခဲ့တယ်ဆိုလို့ရှိရင် united ရဲ့ tactic ကပို့ပြီးတော့မှအလုပ်ဖြစ်နိုင်လိမ့်မယ်လို့ ယူဆလို့ရတယ်။ဒါအပြင်ကိုကျွန်တော်တို့ဂါနာချိုရဲ့ပြေးအားတွေဂါနာချိုကိုဒီနေ့ပွဲမှာမြင်နေရတာကဘာလဲဆိုတော့နောက်ကမက်ဇလာဝီကောင်းကောင်းထောက်ထားပြီးနိုင်တဲ့အတွက်ကြောင့်မလို့ပဲ။ဆိုတော့ရှင်းတယ်။အဲမန်ချက်စတာယူနိုက်တက်နဲ့ဝင်းဘက်ကစားသမားကတော့လိုအပ်ချက်ရှိနေတော့မယ်။အဲဒရိုဂူရဲ့အနီးကပ်ကလည်းယူနိုက်တက်ပေါ်မှာအများကြီး effect ဖြစ်သွားတယ်လို့ပြောရလိမ့်မယ်။ဆိုတော့ဘယ်လိုပဲနေနေပါဒီပွဲစဉ်အတွက်ယူနိုက်တက်ကစားတာကကျေနပ်ချင်စရာပဲ။ဒါပေမဲ့အဲဒီတက်ပေါ်ရဲ့ clinical finishing တွေတော့မျောလင်းရလိမ့်မယ်လို့ထင်တယ်။ ောက်တစ်ခုကပါလဲဆိုတော့ United ရဲ့ area ဘိုင်းနေ United နေနဲ့ area ဘိုင်းနေမှာမရှင်းတဲ့အများကြီးကိုမြင်ရတယ် area ရှင်းလိုက်ပြီဆိုတော့ United ကမြင်းနေဒီဘက်မှာရှုံးနေတာဆိုတော့ Gabriel Saliba ဆိုလို့ရှိရင်ဒီပွဲစဉ်မှာ area ဘိုင်းကို100%အောင်မြင်မှုရှိတယ်ဒါအပြင်ကိုနောက်ထပ်တကူမြင်ရတာကပါလဲဆိုတော့ United အနေနဲ့တက်ဘောတွေမှာနည်းနည်းလေးအဆိပ်ရှိလာတာကိုမြင်ရတယ်။ကော်နာတွေကလည်းဒီနောက်ပိုင်းမှာဂိုးတွေရလာတယ်၊ free kick တွေကလည်းဂိုးတွေရလာတယ်။ဆိုတော့အဲ့ဒီနေသားတွေက တော်တော်လေးကိုမှအဆင်ပြေတယ်ဒါအပြင်ကိုဘရူနိုဘရူနိုဆိုလို့ရှိရင်အခုဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကလောကချက်လက်ရဘာမှထောက်ကြရမရှိဘူးဘရူနိုက one of the best ပဲဆိုတော့မန်ချက်စတာယူနိုက်တက်ကအနေထားအရဆိုလို့ရှိရင်တော့မှယူနိုက်တက်အတွက်အဲယာဒီတိုင်းမှာပေါ့နော်နောက်ဆုံး300ဒီဇက်ဗျာ2022 23 23 24 25အခု300ဒီဇက်မှာဆိုလို့ရှိရင်ကို informant က100ဒီကို25ချိန်နဲ့အထက်ရှိဆိုတော့ Bruno ကတကယ်ထိုက်တယ်နေသူပဲဆိုတော့ဒီနေ့ဒီဗီဒီယိုကတော့ဒီလောက်ပါဆိုတော့ အာဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမြင်ကြလဲကိုမနဲ့မှဝင်အောင်ဆွေးနွေးကြအောင်ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့